ဟယ်လိုတကြဟာအားလုံးပဲမင်္ဂလာပါ AK Lanchainie ရဲ့ YouTube channel မှာကြိုဆိုပါရစေလို့ဆိုဒီနေ့မှာတော့ဒါအခြေခံစကားပြောတင်ငန်းစာဒါ lesson 8ပေါ့နော်စကားပြောတင်ငန်းစာ6အတူတူဆက်ပြီးတော့ကြည့်ကြရအောင်ဒီနေ့မှာတော့ကိုယ်ခွေယုံကြည်မှုတွေဘာသာတရားတွေရဲ့အကြောင်းကိုဒါလေ့လာကြည့်ရမှာပေါ့နော်ဟောနောက်ဝင်မယ်အစီခံပါအတူတူကြည့်ကြအောင်ခမဗုဒ္ဓဘာသာကိုယ်ခွေတာလား你信仰佛教吗你信仰佛教吗 你信仰信仰做哪个？国鬼用军墓个，信杨弄过来，信杨国槐用军墓。佛照，佛照做哪个？布拉巴达，布拉巴达个佛照侬过来不？喏，马嘎拉多特别人员认得没有布达巴达哥哥拉所以你信仰佛照吗？你信仰佛照吗？没有布达巴达哥哥来啦。OK，个，真个布达巴达哥哥来不？是，我信仰佛照。是。 我信仰佛教，好的、啊，怎么家不道报道过关了吧？是，我信仰佛教。是，是，我信仰佛教。好的、啊，怎么家不道报道过关了吧？看名啊？被报道过关了，来以呢，不如没的没字了。你信仰什么教？你信仰什么教？你信仰没也过关的什么教？教个报道的也不了，什么教 ဘယ်ဘာသာလဲလို့ပြောတာเนาะစမကြောက်ဘယ်ဘာသာလဲအဲ့တော့ခင်ဗျားကဘယ်ဘာသာကိုကိုးကွယ်တာလဲဆိုရင်니신양စမကြောက်니신양စမကြောက်ခင်ဗျားကဘယ်ဘာသာကိုကိုးကွယ်တာလဲကျွန်တော်ခရစ်ယာန်ဘာသာကိုကိုးကွယ်ပါတယ်我信仰基督教我信仰基督教基督教ဆိုတာကခရစ်ယာန်ဘာသာကိုကျီတူကျောက်လို့ခေါ်တယ်ကျွန်တော်ကခရစ်ယာန်ဘာသာကိုကိုးကွယ်တယ်ဆိုရင်我信仰基督教 我信仰基督教啊！这种啊，可以人把它过关的？这种啊，伊斯兰把它过关的？所以，我信仰回教。我信仰回教这种啊，因伊斯兰把它过关的，回教是哪里？伊斯兰把它不不了了呢？我信仰回教。好，下一个。这哪里黑奴把它过关的？所以呢，我信仰印度教。我信仰印度教。 ယင်တုကြောင့်ဆိုရင်ဒါဟိန္ဒူဘာသာယင်တုဟာအိန္ဒိယနိုင်ငံကိုယင်တုလို့ခေါ်တယ်အိန္ဒိယလူမျိုးတွေအများကြီးကိုးကွယ်တဲ့ဘာသာကဟိန္ဒူဘာသာဟုတ်တယ်ဟုတ်ဒါကြောင့်မလို့ကျွန်တော်ကဟိန္ဒူဘာသာကိုးကွယ်တယ်ဆိုရင်ဝါရှင်ယန်ယင်တုကြောင့်ဝါရှင်ယန်ယင်တုကြောင့်ကျွန်တော်ကဟိန္ဒူဘာသာကိုးကွယ်တယ်ခမရကာမောင်တလာနေဝိခိုင်ထရမနေဝိခိုင်ထရမခမရကာမောင်တလား 怎么嘛？刚忙来人生事个时，啊！着刚忙在我开车路跑嘞，会噶得着，会开车，所以刚忙得着。你会开车吗？没刚忙的啦。怎么嘛？刚忙人生事个时，我有驾照，我有驾照，驾照做啥？一忙人生个啥？怎么嘛？一忙人生，刚忙人生事个时，啊！着我有驾照，我有驾照，怎么嘛？一忙人生事，我有驾照。 တော်မှယင်မောင်းလိုင်စင်ရှိပါတယ်အနောက်ကရာမဟုတ်ဘူးနော်အဲ့တော့ဝါယိုကြကြောက်တတော်မှယင်မောင်းလိုင်စင်ရှိတယ်ကျွန်တော်ကောင်းမောင်းတတ်ပါတယ်ဝဟွေခိုင်ချာဝဟွေခိုင်ချာဝဟွေခိုင်ချာဆိုရင်ကျွန်တော်ကောင်းမောင်းတတ်တယ်ဝဟွေခိုင်ချာကျွန်တော်ကောင်းမောင်းတတ်တယ်ကျွန်တော်ကောင်းမောင်းတတ်ဘူးဆိုရင်ဝဘူဟွေခိုင်ချာဝဘူဟွေခိုင်ချာ不会，所以没得服务了，给他开吃，给他干毛呢。 不会开车，所以嘎么么的不落地被压了不呢？我不会开车，就那嘎么么的吧不？好，打扰。ဒီနေ့အခြေခံတရားစကားပြောတင်ငန်းစာတင်ငန်းစာရှိကိုအတူတူလေ့လာခဲ့တာပဲဖြစ်တယ်ပေါ့နော်ကိုကတရားစာကိုအခုမှစပြီးတော့လေ့လာမှာဆိုလို့ရှိရင်အခြေခံနေပြီးတော့စင်ချင်းစီလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ဒါ AK Chinese online player YouTube channel မှာဒီ whole awesome နေ view file လေးကိုတွားပြီးရှာလိုက်ပေါ့နော်။ awesome မှာပေါ်ပေါ်မော်ပေါ်ကနေပြီးတော့အခြေခံပြီးတရာပေါင်ဖန်နေတွေကိုအသေးစိတ်ရှင်းလင်းထားတဲ့ view file အလုံး16ခုရှိတယ်။အဲ့ view file 16ခုပြင်းသင်ခန်းစာအလုံးအရင်ဆုံးလေ့လာပြီးမှစကားပြောတွေကိုဆက်ပြီးတော့လေ့ကျင့်ပေါ့နော်။ဒါဆိုလို့ရှိရင်ဒီမှာအတန်အတွက်ပြင်းသင်ခန်းစာရဲ့အတန်အတွက်တွေကိုကောင်းကောင်းမွန်မွန်နဲ့အတန်အတွက်မှန်မှန်ကန်ကန်နဲ့ဖတ်နိုင်လာလိမ့်မယ်ပေါ့နော်။ဒါဆိုလို့ရှိရင်ဒီဥစ္စာလေ့လာတဲ့အခါမှာ အရန်ကိုပဲဒါလွယ်ကူမှုအထောက်အကူဖြစ်လိမ့်မယ်ပေါ့နော်။ဟောဒါဆိုလို့ရှိရင်နောက်ထပ်သင်ခန်းစာကိုလည်းနောက်ပြီးပိုင်းသင်ခန်းစာတွေမှာပြန်လည်ဆုံးတွေ့ကြမယ်နော်။ဆက်ဆက်တကြနောက်ဝမ်းရှာစစ်ကြ